နောက်ဆုံးဘယ်လောက်ဆိုးလဲဆိုရင်ကျွန်တော်ကဟိုထားပါတော့ဗျာကျွန်တော်ပွဲလန်းနေပါရဲ့ပွဲတွေပါရဲ့တွားလို့ကျွန်တော်ဟိုမှာဆိုရင်တောက်ရတာတော့ရှိတာပေါ့နော် မူးနေတော့ကျွန်တော်ချင်ရောက်သွားတယ်။ကျေးဇူးတော်လေးဆော်တယ်။အော်ညားတဲ့ကောင်စင်တော့ပြောပြောစရာမလိုတော့မူးနေတော့ကိုကျွန်တော်မူးနေတော့ချင်ဆော်တယ်။ကျွန်တော်ဘော်ဒီကအရင်လိုမျိုးတော့အကြီးကြီးဆော်တာမျိုးတော့မရှိတော့ပါဘူး။ကျွန်တော်ကဟိုပါပေါ့ကျွန်တော်နောက်ပိုင်းဆိုရင်ဘယ်လိုဆော်တာလဲဆိုတော့အလေးဆိုရင်ကျွန်တော်ကပုံမှန်တော့ပဲဆော်တယ်။ကျွန်တော် heavy မဆော်တော့ဘူး။ငငယ်တုန်းကတော့ heavy ဆော်ခဲ့ရအောင်။ကျွန်တော်ကိုယ်တိုင်လည်းကြီးလာတော့ကျွန်တော်ခံစားမိတာကျွန်တော်ကိုယ်တိုင်ဘော်ဒီအကြီးကြီးနဲ့လည်းမလိုက်ဘူး။ဟိုတော်တော် နဲ့ပဲအစင်ပုပ်ပုပ်ကိုပြည်ရလို့ပြန်ခန်းစားမိတယ်ပြီးတော့ဝတ်စားဝဲရတာလည်းအဲ့ဒီခန္ဓာကိုယ်တွေပို့ပြီးတော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ပို့ပြီးတော့ဝတ်ကိုစားလို့ပြီးကောင်းတယ်ပေါ့နော်စိန်ချစ်သူတွေအတွက် Lucky Time မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လ၄လ2025မှာ30ရက်၅လ2025အတွင်းဝယ်ယူအားပေးတဲ့စိန်ချစ်သူများအတွက်ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေ ပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%ပါစံအချိုးလျှော့ဈေးတွေကိုခန်းစား권ပေးသွားမယ်အပြင်စေသိမ်းဘဝယ်ယူတာနဲ့ကြာမိုးကြီးကားကန်ချူခွင့်ကူပွန်တစ်ဆောင်တော့ရရှိမဲ့ခွင့်ရည်ကြီးရာသပန်အလဲစီရောအယောင်စီရောအချိုးခွင့်ရည်ကြီးချက်ချင်းဝယ်ချက်ချင်းပေါက်စေသိမ်းပေါင်း900ငွေသားစုများစွာအပါအဝင်ကြာမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာကြာမိုးကြီးကားပိုင်ဆိုင်권ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ပေးအပ်တော်မှာဖြစ်ပါရဲ့ရှင်မင်းလာကုန်ချိပဲရရှိမဲ့ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တန်စီစီချော်ရီမော်ကြီးရဲ့မြင်းလီတက်မှာရှိတဲ့တန်စီစီရှုံကြီးရှင်မသားလျောင်းခတ်မနဲ့နှင်းစင်ထုတ်လွှင့်နေတဲ့လိုက်စေးကြီးများတွင်မှလိုင်းအောင်ဝယ်ယူအားပေးနိုင်မှာကြောင့်ဖိတ်ခေါ်လိုက်ရပါတယ်ကျွန်တော်တငယ်ချင်းတအုပ်ကိုပေါ့နော်သူကရွှေငွေဒီအင်ချံပြေနဲ့ပြီးသွားတော့ဒီဟိုပါပေါ့ထပ်ဗန်တူပေါ့နော်ပြီးသွားလုပ်ငန်းလုပ်တာဆိုတော့ကျွန်တော်လာပြီးတော့ပါဝင်ပြီးတော့ဟိုအားဖြည့်ပေးတာပေါ့ပြီးသွားတော့ တငငချင်းဆိုတော့လေပို့ပြီးတော့ဝန်းရံပေးရမှာမြင်ရတော့ကောင်းပါတယ်ဟိုခီးသွွားလုပ်ငန်းကလည်းဘာပဲဖြစ်ဖြစ်ဟိုကောင်းမွန်တဲ့အလုပ်တစ်ခုပဲလေနောက်တစ်ခုကကြတော့အင်ချန်မြေဆိုတာလည်းဘာပဲဖြစ်ဖြစ်လုတ်တက်တယ်ဆိုရင်ဟိုဘယ်လိုပြောမလဲဟိုလုတ်လုတ်ကောင်းတဲ့အရာတွေမှာပါတယ်ပေါ့နော်ပြီးတော့တငငချင်းကိုယ်တိုင်ကလည်းဟိုအနုပညာသမားဖြစ်တာဆိုတော့ဒီလိုမျိုးဟိုအလုပ်တွေလည်းဒီလိုမျိုးအနုပညာပြင်တာခြားလုပ်လေးတွေပါလာတာဆိုတော့ကျွန်တော်အားပေးတယ် အားလည်းအားကြပါတယ်ကောင်းလည်းကောင်းတယ်ပေါ့နော်အလုပ်လေးတွေပိုရလာတာပိုများလာတာဆိုတော့ဝမ်းသာစရာကောင်းတာပေါ့အရင်နေ့ကတော့ဘယ်ကျွန်တော်တို့ကကြားလာပြီးငယ်ငယ်လေးတည်းကကျွန်တော်တို့ဒီကျွန်တော်အသက်အနည်းနည်းလေကျွန်တော်အသက်28 29လောက်ထဲကတကယ်ချင်းတောက်ကုန်နေတော့သိပါတယ်ကျွန်တော်သူနဲ့သိတာဟင်းစီလိုပေါ့ထင်တော့စောသေးတယ်ကျွန်တော်အရင်နေ့ကစသိတာလေဟင်းစီတော့မှအမစီမချစ်ပြူစီရောက်မှသိတယ်သူနဲ့ကြတော့စနုပ်ဝိုက်မှလည်းသိတာဆိုတော့ဟို ုချိန်ဒီလဲဒါကိုတငယ်ချင်းပဲလေဟိုရုပ်ရှင်တွေကတငယ်ချင်းဆိုတာထက်ကိုအများကြီးပို့ပါတယ်တကယ်ကိုကိုရဲ့တွင်းဒီအစင်းဒီငယ်ပေါင်းတငယ်ချင်းလို့လဲခံစားရပါဒါကြောင့်လဲသူ့အလုပ်ကလေးကိုပို့ပြီးတော့ကျွန်တော်ကဟိုအားဖြည့်ပေးရပါအတိုင်းတော့အရင်တိုင်ပင်ဖြစ်ပါတယ်ကျွန်တော်အလုပ်နဲ့ပတ်သက်တဲ့တိုင်ပင်ဖြစ်တယ် personal ကိစ္စနဲ့ပတ်သက်တဲ့တိုင်ပင်ဖြစ်တယ်ဟိုတခါတလေမှသာတွေးပြတာလေအရင်တော့လေဟိုဟာသူလည်းအလုပ် သူ့လုံတဲ့သူများလာဆိုတော့ကျွန်တော်အရင်တော့မတွေ့ပြစ်ဘူးပေါ့နော်ဒါပေမဲ့လည်းတွေ့တိုင်းလည်းငငယ်တော့ကမှုပါပဲငငယ်တော့ကပုံစံပဲပဲသူ့ကိုကလည်းပြောရမယ်ဆိုစိတ်ထားကောင်းတယ်စိတ်ရင်းကောင်းတယ်သူကသူအေးစိနေတတ်တယ်ပြီးတော့ဟိုပြောဖို့လည်းသူများကိုကောင်းမြင်စိတ်များတယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးတတ်တယ်ကျွန်တော်ကဝမ်းသာတယ် ပြောတာပေါ့သူမဟုတ်တာဖြစ်နေတာမျိုးဖြစ်တယ်ဆိုရင်လည်းကျွန်တော်ပြောတာပဲတကယ်ချင်းဒါပေမဲ့ပြောရဲဆိုတာဒီဟိုကျွန်တော်ကလေဟိုလိုမျိုးဆရာကြီးလုပ်ပြီးတော့ပြောတာမျိုးတော့မဟုတ်ပါဘူးဟိုတကယ်ချင်းဒါကတော့ဒီလိုမလုပ်သင့်ဘူးပေါ့ဒါဆိုဒီလိုရှိတယ်ပေါ့သူအရန်ဝါနေလဲတကယ်ချင်းမင်းအရန်ဝါနေလဲနည်းနည်းမှရှော်ဘာလို့လဲဆိုတော့တက်လည်းရလာပြီတက်ရပြီဆိုတော့ဟိုသိပ်ဝါရင်ခေါင်းဆိုတော့ဟိုတက်နိုင်တယ်လို့ပေါ့ရှော်ဟိုဒီလိုမျိုးလေးရဲ့ဂျန်ပြပြကျွန်တော်လည်းသူကလုံးနဲ့ပတ်တိုင်တကယ်ချင်းဒါကတော့ ်ဒါအပြင်မှာတော့မင်းသတင်းတူတူကြားရတဲ့တကယ်ချင်းမင်းအဲ့ဒါလေးကိုနည်းနည်းသတိထားအောင်ပါကြောင့်အဲ့အဲ့လိုမျိုးပေါ့ဆိုတော့သူပြန်ပြောတာလေးလည်းရှိပါတယ်ဆိုတော့ဘာဖြစ်ဖြစ်စိုးတိုင်ပြီးကောင်းတိုင်ပြီးပဲပေါ့ဗျာအင်းပေါ့ကသူတို့ကတော့ဟိုနားတော့နားထောင်လိုက်တာပေါ့ဗျာဟိုဒါပေမဲ့လည်းကြိုက်တယ်လည်းမဟုတ်ဘူးပေါ့နော်ဟိုကိုယ်လည်းပြန်ပြီးတော့ချို့ရလေးဆိုသတိပေးတော့ကျွန်တော်လည်းပို့ပြီးသတိထားရလေးပေါ့ရှိတာပေါ့အဲအဲ့လိုမျိုးလေးပေါ့ငငယ်ချင်းတွေကြတော့လေငငယ်တွေကခင်လာတာဆိုတော့ တပြေးတဲ့တပားတဲ့လို့ဖြစ်နေတာပေါ့ဂျင်းလီပါရီဆိုတော့ဘောခေါ်လားခေါ်တာဘောသူကပြင်းတာပြင်းနေတာဆိုတော့ဒီကျွန်တော်ကတော့ကျွန်တော်နဲ့အတူတူဆော့ဖို့မဆော့ဘူးမဆော့နိုင်ဘူးဆိုရင်တော့မနော်တကယ်ချင်းတော့မင်းတို့အိမ်မှာတော့ဆော့အိမ်မှာတော့နည်းနည်းပါးပါးပြေးခေါ်ဟိုလမ်းလေးပါလေးရှောက်ဘာလို့လဲဆိုတော့ဟိုဂျင်းကတော့ရေးကြည့်တယ်လေရေးကြည့်ရဲဆိုတာဟိုသူ့ကျမရေးတော့ကကျမ investment တစ်ခုပဲပေါ့အဲ့ဒီရကြောင့်ကျွန်တော်က အများအားသူတို့အဲ့ဒါနဲ့ပတ်သက်ရင်တော့ပြောပြပါတယ်ဘလို့ညင်းလဲတကယ်ကြီးငါမအားသေးလို့ပါဘူးအလုပ်လုပ်နေပါလားတကယ်ကြီးငါအလုပ်ရှုပ်နေလို့ပါဘူးသူကပြောရတော့အောင်ရင်းလေးကတကယ်ကြီးအားရတော့ညတစ်ကောင်ဆက်နိုင်လေပါဆော့ဆော့ကျွန်တော်ကနောက်ဆုံးဘလောက်ဆိုးလဲဆိုရင်ကျွန်တော်ကဟိုထားပါတော့ဗျာကျွန်တော်ပွဲလန်းနေပါရဲ့ပွဲတွေပါရဲ့သွားလို့ကျွန်တော်ဟိုမှာဆိုရင်ထောက်ရတာတော့ပေါ့ရှိတာပေါ့နော်မူးနေတော့ကျွန်တော်ချင်ရသွားတယ်ကျဆော့နေလဲဆော့တယ် ော့ညားတဲ့ကောင်စင်တော့ပြောပြောစရာမလိုတော့မူးနေတော့ဟိုကျွန်တော်မူးနေတော့ဂျင်းဆော့တယ်ဟိုကျွန်တော်ဂျင်းမှာသွားဆော့ဒါပေမဲ့ဂျင်းကတော့ဟိုလိုပေါ့ဟိုအရင်အဲ့အချိန်ကလည်းလူမများတော့တဲ့အချိန်မျိုးပေါ့မကုန်းနိုင်ကုန်းနိုင်ပွဲတော့ဆိုရင်လည်းရောပါပြီဆိုတော့ကျွန်တော်နဲ့အလေးနဲ့ပဲရှိအလေးလုံးနေပဲရှိတယ်မူးနေအလေးလုံးနေမူးနေရောလည်းမူးမူးနေဆော့ဒါပေမဲ့လည်းထွေးထွေးသွားမူးပြေသွားအောင်အဲ့လိုမျိုးပေါ့ဟုတ်တယ်ကျွန်တော်ကလေကြီးပိုဆိုးတာခုနောက်ပိုင်းဆိုရင်လေကျွန်တော် ချွေးမထွက်မနေတတ်တာဗျအဲ့လိုချွေးထွက်ချင်တာလေချွေးထွက်မှလည်းသူကလေပေါ်ပါပြီးတော့ဟိုလမ်းဆန်းတာဗောနော်နေလို့လည်းကောင်းတယ်အိတ်လို့လည်းကောင်းတယ်ပြီးတော့အဲ့လိုချွေးတွေထွက်ညဘက်ဆိုရင်ချွေးလေးထွက်ပြီးတော့ပြန်အိမ်ပြန်ရောက်အိမ်ပြန်ရောက်ရေပူလေးနဲ့ချိုးဆိုတော့ရေချိုးလိုက်ပြီးဆိုတာလေသူကလေအញ្ញာ fresh ဖြစ်ပြီးတော့ညအိတ်ပြီးဆိုရင်လည်းအញ្ញာအိတ်လို့ကောင်းတယ်ဟိုလိုမျိုးပါ stress မရှိတော့ဘူးဗောနော်ဟိုဆိုတာဟိုကောင်းတာက ခါတဲ့အိတ်မဲ့ဆိုရင်အိတ်တဲ့ချင်းက9မိနစ်မတော်ဘူးကျွန်တော်အိတ်ပြောအောင်ဆိုတော့အဲ့ဒါလေးတော့သဘောကျတယ်ပေါ့နော်အဲ့တော့ဟိုချွေးထွက်အောင်တော့အများတန်းစူးစမ်းရတယ်ကျွန်တော် body ကအရင်လိုမျိုးတော့အကြီးဆော့တာမျိုးတော့မရှိတော့ပါဘူးကျွန်တော်ကဟိုပါပေါ့ကျွန်တော်နောက်ပိုင်းဆိုရင်ဘယ်လိုဆော့တာလဲဆိုတော့အလေးဆိုရင်ကျွန်တော်ကပုံမှန်လောက်ပဲဆော့တယ်ကျွန်တော် heavy မဆော့တော့ငငယ်တုန်းကတော့ heavy ဆော့ခဲ့ရ ဒါပေမဲ့ heavy ကိုပါလုတ်လိုက်တာလေစကာဒီယိုဆိုပေါ့နော်ကာဒီယိုဆိုအဓိက heavy ဆော့လိုက်တာပေါ့။ပြေးမယ်ခုံမယ်ပလီရိုက်မယ်အဲအဲ့ဒါအဓိကပေါ့အဲ့ဒါကိုတော့ရအောင်ဆော့တယ်။အဲ့ဒါကြီးအားလုံးပြီးပြီဆိုတော့မှကျွန်တော်စိတ်ကျဉ်းနှံမှုရပြီဆိုတော့မှခုနကပြောလို့အဲ့လေးနဲ့နဲ့ပါပါဆော့တယ်။အလေးဦးတော့ကျွန်တော်ပိုင်းအဲ့ကြောင့်မလို့ body အကြီးတော့လေအရင်လိုမျိုးကြီးတော့လေပြန်လုတ်ဖို့စီစဉ်လည်းမရှိဘူး။ကျွန်တော်ကိုယ်တိုင်လည်းကြီးလာတော့ကျွန်တော်ခံစားမိတာကျွန်တော်ကိုယ်တိုင် body အကြီးနဲ့လည်းမလိုက်ဘူး။ဟိုတော်တော် နဲ့ပဲအစင်ပုပ်ပုပ်ကိုပြည်ရလို့ပြန်ခန်းစားမိတယ်ပြီးတော့ဝတ်စားဝဲရတာလည်းဒီခန္ဓာကိုယ်ပြင်ပို့ပြီးတော့ကျွန်တော်တို့ယောက်ျားလေးတွေအတွက်ပို့ပြီးတော့ဝတ်ပုတ်စားလို့ပြီးကောင်းတယ်ပေါ့နော်ကျွန်တော်တွားလာတာအစားပေါ့ပါတယ်လမ်းလျှောက်တာတို့ဘာလို့ပြေးတာတို့ဘာလို့ဆိုတော့ကျွန်တော်နေတိုင်းချင်းမှာလည်းလုံနေတာဆိုတော့ပုပ်ပုပ်ကိုဝိတ်တက်တယ်လို့ခန်းစားမိနည်းနည်းလေးတယ်အဲပုံမှန်တကယ်ဟိုကပေါ့အရန်ဟိုကမှန်နေတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်သွားပြီဆိုရင်လည်း ကိုယ့်ကိုယ်ကိုပေါ်ပါနေရလို့ခံစားရတယ်ဆိုတော့ဒီအနေထားကိုတော့ကျွန်တော်အကြိုက်ဆုံးပါဗျ။အားလုံးထဲမှာကျွန်တော်ငယ်ဆုံးပဲ။အော်။အဲသူတက်ကွာလားလေတအုပ်ကုန်နဲ့ကျွန်တော်နဲ့ဆိုနှစ်နှစ်သုံးနှစ်လောက်ပါမယ်။နေစတဲ့ကျွန်တော်နဲ့လည်းအဲ့လောက်ကွာတယ်။ရဲမှန်နဲ့ကျွန်တော်နဲ့လည်းအဲ့လောက်နေပါကွာတယ်။သူတို့တွေကရွေးတူပြီးကျွန်တော်ကလည်းငယ်တယ်။လည်းငယ်တယ်ဆိုတာဟောပေါ့။အများကြီးမဟုတ်ပါဘူးတနှစ်နှစ်နှစ်လောက်ပဲငယ်တာ။အဲ့ဒါကြီးချက်ဖွဲ့ရမှာလေပါပြောငယ်ဆိုရင်လေပို့ပြဆိုင်ခံနိုင်မှရှိတယ်အဲမယောက်ျားတွေမှာတော့အဲ့လိုမရှိပါဘူးယောက်ျားရဲ့ကြီးတဲ့လူပို့ထိန်နေရတာ တိန်ခုလိုက်တယ်အော်ပုံလေးဟိုဘယ်လိုပြောမလဲယောက်ျားလေးအကြီးတဲ့လူကတကယ်တော့ဟိုဘယ်သူဘယ်အဖွဲ့မှာဖြစ်ဖြစ်ပါအကြီးဆုံးကခေါင်းဆောင်ပဲလေယောက်ျားလေးရမ်းမှာဆိုရင်ဘာဖြစ်ဖြစ်သူတို့တခုခုမူးတယ်တခုခုဆိုရင်လည်းကိုထိန်းတာပေါ့ငယ်ကပြန်ထိန်းရအိမ်မောငယ်တဲ့လူကထိန်းပေးရမှာပေါ့ဒါတော့ကိုမူးတဲ့သူတို့ပြန်ထိန်းပေါ့ဘယ်လိုပြောပါလဲတော်ရင်တော့ကိုကြီးကဦးစားပေးကြအောင်မဟုတ်လားသူကဦးစားပေးပါတယ်အဓိကတော့ကျွန်တော်ဖျားသွားမယ်ဆိုရင်လည်းသူတို့ရအောင်သူတို့ တို့ကတော့သိရတိုင်းပဲဘုရားတရားနေရတို့ကိုမနှဲပြောရလောက်ပါဆိုရင်တို့ကမလောက်ချင်ဘူးလေ။အော်ဘုရားသွားမယ်ဆိုရင်တို့မလိုက်ချင်ဘူး။မနှဲခေါ်ကအဲ့ဒါကြေလာပါတကယ်ကျတော့ဘုရားသွားမယ်မဟုတ်ပါဘူး။ဟိုကောင်းတယ်လေဘာပဲဖြစ်ဖြစ်ဘုရားရောက်တော့ဒါကောင်းတဲ့နေရာလေးရောက်တယ်ပြီးတော့ကျွန်တော်တို့လည်းပို့ပြီးတော့ဟိုပါဗျာဟိုဒီလိုမျိုးဘုရားရဲ့ဘာကြီးဒီလိုသွားခဲ့တာဆိုတော့လေဘာဖြစ်ဖြစ်နောက်ဆိုရင်အဲမမမသိရတဲ့အချိန်မှာလည်း ရေဆက်ဆုံတာပေါ့ဒါကောင်းတာပေါ့ရေဆုံလေးရပါဘုရားကိုခေါ်မင်းပါတော့နော်အဲအဲ့လိုတော့လည်းမဟုတ်ပါဘူးကျွန်တော်ကကြတော့လေဟိုဒီတိုင်းပဲကျွန်တော်သွားချင်စိတ်ပုံသွားတာဆိုတော့တို့ကိုလည်းအခါကျန်ပါစေချင်တယ်လို့ပါလေတောက်လဲတူတူသွားလဲတူတူအေးဘောဘုရားသွားလဲတူတူတောက်လဲတူတူပဲပေါ့ချစ်တတ်တာဘောကျွန်တော်တငယ်ချင်းသူမိန်းမဒါချစ်တာဟိမ့်စီချစ်ဆုံးပဲကျွန်တော်မျိုးစုံမြင်မှုတယ်မြင်မှုလားဆိုတော့ဒါမီဒီယာရှေ့မှာပြောရဆိုရင်ဟိုပါ အေးခိုင်တယ်သူအေးခိုင်ဆိုတာဟင်းစင်မျိုးသမီးပေါ့ပြဿနာတက်သွားလိမ့်မယ်မလုပ်ပါနဲ့နောက်ပဲမှာတော့ရမ်းချက်တယ်လည်းမပါလာဘူးအချက်တော့ဟုတ်လားအချက်အဲ့ဒီတကယ်ကြီးရှိနေတော့အမျိုးသမီးတွေပုံဆက်ပြီးဆိုရင်အဲ့လိုနည်းနည်းပေါ့စာနောက်တားလို့မျိုးရှိရှိရပါဘောရှိတာပေါ့ရှိတာပေါ့အဲ့ဒါကတော့အခမ်းအနားဆိုတော့ကြော်စရာထုံးပေါ့ ကျွန်တော်ကရင်တော့ဆိုရင် application လေးရှိရလေဖုန်းခေါ်တဲ့ application လေးဖုန်းလာနေရပေါ့မသိရင်ကျွန်တော်ကသူ့ဆော်နာမည်သူအဲ့တော့ကသူ့ user ပေါ့အခုတော့သူ့ main မှာဖြစ်သွားပါသူ့ user နာမည်ကျွန်တော်ထည့်ထားတာငါတကယ်သူကခိုးထွက်လာတာဆိုတော့တကယ်ချင်း main main ပုံမလေးဖုန်းနဲ့ဆက်နေတယ်သူကတကယ်တော့သူက application နဲ့အလုပ်ထားတာလေအဲ့ချိန်မှာလက်စီပြန်ပြတာညာသူကထွက်တော့မယ့်အချိန်ကျဖုန်းပြန်ကြမှာပြီဖုန်းနှိမ့်လိုက်တာပေါ့ ုံးပြန်ကြတာခုံးပြန်ကြတာအဲ့လိုကျွန်တော်ကအဲ့တော့တို့မျိုးသမီးကအောင်ရနေတဲ့အခါအပြည့်သွားလို့ရှိရင်တို့ကြောက်နေပြီကွာလားကိုကြီးကြောက်မှာတော့အဲ့ဘောကျွန်တော်ဆိုသိပ်မယုံကြတော့ဘူးကျွန်တော်ပြောရင်သိပ်မယုံကြတော့ဘူး